။ဟာပြီးတော့ကျွန်တော်ဂျီဂျီပါကျွန်တော်ဂျီဂျီ for everyday channel နေဒီဖန်ပြန်ပြီးကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့ပါတော့အခုလိုလိုနာမည်ကြီးနေတဲ့ဒီ deep sea ကိုဘယ်လိုနိုင်ငံတွေကနေပြီးတော့သူ့ကိုဘန်ထားလဲဆိုရဲအကြောင်းနဲ့ဘာကြောင့်ဘန်လဲဆိုရဲအကြောင်းတွေကိုတိစက်ပေးခြင်းပါတယ်။ဘယ်နိုင်ငံတွေကဘန်လဲဆိုရဲကိုကျွန်တော်တို့စက်ကြည့်လိုက်အောင်လားဗျာ။ ဘယ်နိုင်ငံကဘန်လဲမပြောခင်ဘာကြောင့်ဘန်လဲဆိုတဲ့အကြောင်းအလေးကိုအချင်းချုပ်လေးပြောပြချင်တယ်ပေါ့နော်ဒီ deep sea ကတရုတ်နိုင်ငံမှာရှိတဲ့ company တိတ်တိတ်လေးရနေပြီးတော့ထုတ်လုပ်လိုက်တဲ့တန်ဘိုးနှိမ့်နဲ့ဟိုပါ AI ပေါ့နော် chat chat GPT လိုမျိုး AI တခုသူရဲ့ပြဿနာဘာလဲဆိုတရုတ်နိုင်ငံထုတ်လာဖြစ်နေတယ်တရုတ်နိုင်ငံထုတ်လာဖြစ်တဲ့အတွက်ဟိုအနောက်နိုင်ငံတွေအများစုကသူတို့တရုတ်နိုင်ငံထုတ်တဲ့ AI က user တွေပတ်သက်တဲ့ privacy တွေ ယူဇာနဲ့ပတ်သက်တဲ့ information အချက်အလက်တွေကိုလုံခြုံစေချောင်းမရှိဘူးဆိုတဲ့အကြောင်းပြချက်တွေများစွာနဲ့ဒီ AI ကိုတို့နိုင်ငံမှာအသုံးပြုခွင့်ပိတ်ပင်တယ်နောက်ထပ်နောက်ပြီးတော့အမေရိကန်နိုင်ငံဆိုလို့ရှိရင်တို့နိုင်ငံမှာရှိတဲ့ဒီမျိုးမျိုးဘယ်လိုပြောရအောင်တို့နိုင်ငံမှာရှိတဲ့ဒီအမျိုးသားအကျိုးစီးပွားပေါ့နော် national interest ကို ထိခိုက်စေတဲ့ application တခု AI တခုဖြစ်တယ်ဆိုပြီးတော့သူရဲ့သူတို့ application ကိုဒီ deep sea ကိုပေါ့နော်အမေရိကန်နိုင်ငံမှာအသုံးမပြုတဲ့သူ ban ကြရပေါ့နော်ဘယ်လိုပဲ ban ban သူတို့ရဲ့ဘန်းတဲ့အကြောင်းအရာတစ်ခုပဲရှိသေးတယ်။အလားကဘာကြောင့်လဲဆိုတော့တရုတ်နိုင်ငံထုတ်လုပ်ရဖြစ်တဲ့အတွက်သူတို့ကဘန်းတဲ့ဆိုအကြောင်းပဲကအနောက်မှာပါတယ်ပေါ့နော်။ပြီးတော့အမေရိကန်နေနဲ့သူတို့ရဲ့ဒီ US ကပေါ့နော်ဒီတရုတ်အီယံတော်တော်လေးစိတ်နာပုံမူတည်ရယ်ပေါ့နော်။ပြီးတော့သူတို့ရဲ့ share မှာလည်းသူတို့နိုင်ငံမှာလည်းအများကြီးဆုံးရှုံးမှုဖြစ်ခဲ့တဲ့အတွက်ဒီ DC အီယံကိုလုံးဝ ဖိဖိစီစီနဲ့ကိုသူကပိတ်ပင်မှုပြုလုပ်ခဲ့ပါတော့သူပိတ်မဲ့တဲ့တခြားတော့သူ့ရဲ့ main bet တွေဖြစ်တဲ့အနောက်ဥရောပနိုင်ငံတွေနဲ့ဒီအာရှနိုင်ငံချိုကသူပိတ်ပင်နေဗန်နိုင်ငံတွေပိတ်ပင်လဲဆိုလို့ရှိရင်ထိတ်ဆုံးမှရှိနေအမေရိကပေါ့နော်သူ့ရဲ့နောက်မှာမြောက်အမေရိကတိုင်းမှာဆိုလို့ရှိရင်ကနေဒါပေါ့နော်ပြီးလို့ရှိရင်အနောက်ဥရောပဆိုလို့ရှိရင်ဂျာမနီပြင်သစ်အင်္ဂလန်နဲ့အီတလီနိုင်ငံတွေကပိတ်ပင်ထားတယ်ပေါ့နော်အာရှတိုင်းမှာဆိုလို့ရှိရင်တောင်ကိုရီးယားဂျပန် ပြီးလို့ရှိရင်သူ့ရဲ့တရုတ်ရဲ့အဓိကပြင်ဖြစ်တဲ့တိုင်ဝမ်ပြီးလို့ရှိရင်အိန္ဒိယနိုင်ငံကလည်းသူတို့ပြိပင်ထားတယ်နောက်ပြီးလို့ရှိရင်တခြားတော့နိုင်ငံတွေနော် အာရှနိုင်ငံမှာဆိုအင်ဒိုနီးရှားတို့နိုင်ငံမျိုးတွေကဒီ DCAI ကိုစမ်းတပ်မှုတွေ investigation ပေါ့နော်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေရမှုရှိရယ်အော်စတြေးလျတိုင်းမှာဆိုရင်အော်စတြေးလျတနိုင်ငံလုံးကတော့ဒီ DC ကိုဘန်းထားတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာတော့ DC ကိုဘယ်နိုင်ငံတွေကဘန်းထားဆွဲကြောင်းနဲ့ဘာကြောင့်ဘန်းထားဆွဲကြောင်းလေးကိုတင်ဆက်ပေးလိုက်ဖြစ်ပါတယ်ကျွန်တော်ပြည်လေးလေးဒီမှာဆုံးသက်ချင်ပါတယ်မြတ်နောက်ထပ်ပြည်လို့မြတ်ပါလေပြန်လဲတွေ့ဆုံချင်ပါတယ်မြတ်